္ဂလာပါရှင်တင်းနှောင်းဤတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့မလောက်30ရင်းနေအတွက်နောက်ဆုံးရသတင်းမျိုးကိုပြပြပေးမှာဖြစ်ပါတယ်ရှင်မင်းကမန္တလေးမြို့ကိုဗဟိုပြုလုခတ်ခဲ့တဲ့ပြင်းအားရတာစကေခနစ်တသမခနစ်အစစ်ရှိတဲ့ငလျင်တန်းကြောင့်တိုက်ဆုံသူစုစုပေါင်း1000ဦးအထိရှိလာပြီဖြစ်ပြီးဒဏ်ရာရရှိသူ2300ကျော်လာပြီဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ် မန္တလေးတိုင်းတစ်ခုထဲမှာတိတ်ဆုံးသူဦးရေ900ကျော်ရှိနေပြီးဒဏ်ရာရရှိသူ1600ကျော်ရှိတယ်လို့သိရပါဗျ။လက်ရှိအခြေအနေဟာကယ်ဆယ်ရေးလုံဆောင်နေတဲ့အခြေအနေဖြစ်ပြီးထိရောက်တဲ့ကယ်ဆယ်ရေးတွေလည်းမလုံဆောင်နေတာကြောင့်တိတ်ဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူဦးရေဒီထက်ပိုတိုလာနိုင်တဲ့အခြေအနေဖြစ်ပါတယ်။တနင်္လာညနေကိုပို့ဆောင်မဲ့စားတောက်ကုန်တင်ကားတွေနဲ့ကုန်ကားမောင်းသူတွေကိုစစ်တပ်ကဆက်တိုက်ဆိုသလိုဖမ်းဆီးတာတွေလှုပ်ဆောင်နေပါတယ်။ အခုလ28ရက်ညနေပိုင်းကတနင်္သာရီမြို့နယ်ပြင်ဝန်းရွာကိုပို့ဆောင်မဲ့ကုန်ကားတစ်စီးနဲ့ကုန်ကားမောင်းသူပြင်ဝန်းရွာခန့်အသက်20ကျော်အရွယ်အမျိုးသားကိုမြင်းမြွနယ်အထက်ကျေးနပ်တိုင်တတာစစ်စီရီဂိတ်မှာစစ်တပ်ကဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။28ရက်နေ့ကလည်းပို့ဝကြီးရွာအုပ်စုကိုပို့ဆောင်မဲ့ကုန်ကားတစ်စီးကိုကျေးနပ်တိုင်ဂိတ်မှာစစ်ဆီးဖမ်းဆီးခဲ့ပြီးကုန်ကားမောင်းသမားအပါအဝင်လူ3ဦးကိုဖမ်းဆီးခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။ 28ရက်နေ့မနက်ပိုင်းမှာပဲပြင်ဝရွာအတွက်စားတောက်ကုန်တွေ တင်ဆောင်နေတဲ့ကုန်ကားတစ်စီးကို မြင်းမြို့စိတ်ငယ်စီအနီးမှာစစ်တပ်ကဖမ်းဆီးခဲ့ပါသေးတယ်။ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့ဒေသတွေကိုတွားရောက်ပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့အတွက်ကိုစစ်ကောင်စီရဲ့ခွင့်ပြုချက်မရရှိသေးဘူးလို့နေစီမတာဆရာဝန်များအဖွဲ့ MSF မြန်မာကမနေ့ကထုတ်ပြန်ပါတယ် ငလျင်အတွင်းထိခိုက်ခဲ့တဲ့ဒေသတွေစီ MSF ရဲ့ဤပညာရှင်တွေအများဆုံးတွားရောက်ပြီးကုညီကယ်ဆယ်ရေးလှုပ်ဆောင်နိုင်ခွင့်နဲ့မရှိမဖြစ်လိုအပ်တဲ့ထောက်ပံ့ပို့ဆောင်မှုပစ္စည်းတွေရရှိဖို့အတွက်ခွင့်ပြုချက်ပေးဖို့ကိုအရေးကြီးရေလို့သူကထောက်ပြပါဗျ။စစ်ကောင်စီရဲ့ခွင့်ပြုချက်ကိုရတာနဲ့မြန်မာနိုင်ငံတွင်းနဲ့အိန္ဒိယနိုင်ငံတွေမှာရှိတဲ့ MSF စေဘဆိုင်ရာဝဋ်ထမ်းတွေဟာငလျင်ဒဏ်သိမ့်ခဲ့တဲ့ပြည်သူလူထုကိုအကူအညီပေးဖို့အသင့်ရှိနေတယ်လို့လဲဆိုပါဗျ။ လက်ရှိမှာတော့အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်တွေချမှတ်ထားပြီး အရေးပေါ်ထိခိုက်ဒဏ်ရာကုသရေးအဖွဲ့ကို စေလွတ်နိုင်ဖို့ဆောင်ရွက်နေတယ်လို့လည်းသိရပါဗျ။အင်အားပြင်းငလျင်တံကိုခန်းစားခဲ့ရတဲ့မန္တလေးမြို့မှာဥလသိတန်ခါဗိမှန်ပြူကြမှုကြောင့်တန်ခါတော်အပါး80ပြန်လောတော်မူခဲ့ပြီးဗလီရီပြူကြမှုကြောင့်အစ္စလမ်ဘာသာဝင်200ကျော်တိတ်ဆုံးခဲ့တယ်လို့သိရပါဗျ။ဥလသိဗိမှန်မှာ စာဖြေတန်ကတော့အပား600ကျော်စာဖြေနေချိန်ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးဗိမှန်ပြူကြမှုအတွင်းတန်ကအပား100ကျော်ပျောက်ဆုံးနေခဲ့တာပါအဲ့ဒီထဲကမှအပား80ကျော်ပြန်လောတော်မူခဲ့တာဖြစ်ပါတယ်ငလျင်အတွင်းပြက်စီခဲ့တဲ့ဗလီပေါင်းလဲ40ကျော်ရှိနေပြီးအဲ့ဒီထဲက10လောက်ကတော့အလုံးစုံပြူကြပြက်စီခဲ့တာပါငလျင်လှုပ်ခတ်ခဲ့တဲ့အချိန်ဟာရမဒန်ဥပုသ်လနောက်ဆုံးရက်ဖြစ်တာကြောင့် ဗလီမောင်ဝိပုနေသူတွေအများပြားရှိနေခြင်းဖြစ်ပြီးအစ္စလမ်ဘာသာဝင်150ကျော်တိတ်ဆုံးခဲ့တယ်လို့သိရပါတယ်။တနင်္လာညနေကိုရိတ်ခါသွားပိုးတဲ့ကာလီစည်းပါစစ်ကောင်စီရိတ်ခါကားတန်းကိုရမ်းဖို့ရွာကမ်းပါးနီအယောက်မှာ တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးဗန်လမော့ရွာအယောက်မှာတော့မိုင်းဆွဲတိုက်ခိုက်ခဲ့လို့သိရပါဗျ။မနေ့ကမနက်9နာရီဝန်းကျင်က ရန်ဖို့ဗန်လမော့ကာလန်တောက်လျှောက်မှာတော်လန်ရေးတပ်တွေဘက်ကတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မနက်စံတိုင်းဝင်ချင်းမှာလဲတနင်္သာရီမြို့နယ်အောက်ကင်းရွာအခြေစိုက်ချင်းမြတ်တရင်ခမရ99ခုကိုရိတ်ခါပို့ပြီးပြန်လာတဲ့စစ်ကောင်စီကားတန်းကိုလည်းထမှန်ပြီးတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေကိုဘိုခင်းတပ်ဖွဲ့တော်ကြီးမွေဟောက်တပ်ဖွဲ့မြိပကဖာ တနင်္သာရီယူမပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တော်ပုံကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကနေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ကိုတောင်မြို့မှာဒီကနေ့မော်လဝိုင်တနင်္သာရီကနေ3နိုင်အထိတမျိုးလုံးပြီးပြတ်မှာဖြစ်တယ်လို့ဖိုးတိချိုမီလင်းရဲ့ Facebook page ကနေမင်းကကြေညာချက်ထုတ်အသိပေးထားပါတယ်။ကိုတောင်မြို့ရွှေပြည်သာရောက်ကမှာရှိတဲ့လျက်စစ်မီးဆက်စက်ယုံကြီးက main transformer ကိုအရေးပေါ်ပြုပြင်ထိမ့်သိမ်းဆောင်ရွက်ဖို့လိုအပ်တာကြောင့်မီးဖြတ်ရခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ESE လျက်စစ်မီလိုင်းနဲ့လျက်စစ်မီပေးနေတဲ့ကိုတောင်မြို့ပေါ်နဲ့ဆက်ဆက်ကြီးရွာတွေအလုံးမီးဖြတ်ထားမှာဖြစ်တယ်လို့သိရပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။